9ရက်3025မှာဒီ15ရက်3025တပတ်တာကံကြမ္မာများကိုစတင်တင်ပြပေါ်မှာဖြစ်ပါတယ်မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါကျွန်တော်တို့ YouTube ဖို့ channel မှာကြိုးစားပါတယ်ဗျာဒီတစ်ပတ်9ရက်3လ2025မှာဒီ9ရက်3လ2025တပတ်တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်เนาะအားလားလေး ဒါကြောင့်ကိုရဲ့3လ2025မှာဒီ5ရဲ့3လ2025တပတ်သာကံကြမ္မာများကိုစတင်တင်ပြပေါ်မှာဖြစ်ပါတယ်ဗျာအထူးသဖြင့်တနင်္ဂနွေသားသမီးများဒီဒီမှာဥယျာဉ်လောက်ကန်နဲ့ပတ်သက်တဲ့ကံကောင်းသေးတတ်တယ်။ဥယျာဉ်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့လူများကျွန်တော်တို့ကပုဂံများလေးပုဂံများလေးကိုကိုင်းပြီးတော့ခမရာဦးတောင်းနောက်မြတော်လက်ပြီးပုဂံများလေးကိုကိုင်းပြီးတော့ဆုတောင်းအသိပုဂံများလေးရဲ့ကျွန်တော်လောက်ကန်နဲ့ပတ်သက်တာအဆင်မပြေဘူးကျွန်တော်လူတွေလောက်ချင်တယ်ဗျာကျွန်တော်ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးအိမ်မှာပူညာမူညာဖြစ်နေတယ်အိမ်နေဆောက်ချင်တယ် နိုင်ငံခြားသွားခြင်းနဲ့အဲ့ဒီကိစ္စတွေကျွန်တော်တို့မှာပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ဥယျာဉ်လောက်ကနေပတ်သက်တဲ့ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စအင်ဆောက်ခြင်းနဲ့ကိစ္စတွေအများဆုံးအဆင်ပြေအောင်အသင်ပကံများလေးကအကူအညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းနော်မြည်သည့်ခொနေသားသမီးဆိုရာဟုတောင်းအနောက်မြောက်တောင်းလှည့်ပကံများလေးကိုကမ်းပြီးတော့စူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ဥယျာဉ်လောက်ကများအမြန်ဆုံးပွင့်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာအထူးသဖြင့်တနင်္ဂနွေသားသမီးအားလုံးတို့ဒီ ဒီအချိန်မှာရာဟုတောင်းအနောက်မြောက်တောင်းကိုလှည့်ပကံများလေးကင်ပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေသောဥယျာဉ်လောက်ကင်များပိတ်ဆို့နေတဲ့မြေတိကိစ္စမဆိုရာဟုတောင်းအနောက်မြောက်တောင်းလှည့်ပြီးပကံများလေးကင်ပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းခုနှစ်သားသမီးနဲ့ပတ်သက်တာတစ်ပိုင်းတနင်္ဂနွေသားသမီးနဲ့ပတ်သက်တာတစ်ပိုင်းနှစ်ပိုင်းများအစုလိုက်ပြုံလိုက်ခွဲပြီးတော့ကျွန်တော်တို့ တင်ပြပြီးတော့ရေတရများပြပုတ်နေတာဖြစ်ပါတယ်ဗျာမန်နီပတ်သက်နေပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာခொနေသားသမီးအလုံးသေးတွေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီထင်းငေါ်လွဲချော်ပြီးပြည်ရန်ရရန်ဇာများနောက်ကျတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ပိတ်ဆိုးနေတဲ့ငွေကြီးနဲ့ပတ်သက်ကြက်တဲနေတဲ့ပုံကူများအလုံးတို့ဒီတနင်္လာအရှိအရာကိုလည်းခုနပကံများလေးကိုကိုင်းပြီးမှဆူတောင်းအသင်ပကံများလေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်နေတယ်ပြည်ရန်ရရန်ဇာတွေယာယီနှောင့်နှေးကြန့်ကြန့်နေတယ် အဲ့ဒီကိစ္စလေးတွေအမြန်ဆုံးပွင့်အောင်ကုညီစောင့်ကြောက်တော့မူပါဆိုတဲ့အကြောင်းမြည်သည့်ခொနည်းသားသမီးစုပကံများလေးကိုတင်းနှလားအရှိအယကိုလက်ကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်တင်းနှလားသားသမီးလေးများဒီအချိန်မှာယာယီခမရအိုက်ပါခီးအထိကဲရှာနာတွေဖြစ်တတ်တယ်အဲ့ဒီတွေနေဖြစ်တတ်တယ်မသေးပါဘူးဗျာမကြိုးပါဘူးပုံးပဲရှာနာတွေဖြစ်တတ်ပါတယ်ဒါမှမဟုတ်ရှောင်းဆိုးတဲ့ယောဂများဖြစ်တတ်ပါတယ်နောက်အဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ် ဒါကြောင့်ယောဂနဲ့ပတ်သက်တဲ့ကိစ္စကြောက်တဲ့တင်းနေလားသားသမီးများငွေကြီးနဲ့ပတ်သက်တဲ့မှာလက်ထက်မှာတပြားမှမကြည့်အောင်ပြတ်ပြီးယာယီနှောင့်နှေးကြံ့ကြတတ်တဲ့ကာလမျိုးတွေဖြစ်နေတာဖြစ်တဲ့မိသည့်တင်းနေလားသားသမီးဆိုအရှိန်တင်းနေလားအရှိအရာကိုလည်းခမပကံများလေးကင်ပြီးစူးတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကျက်တင်မင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စဒီတစ်ပတ်အတွင်းမှာတော့တင်းနေလားသားသမီးအားလုံးတို့ဒီတင်းနေလားအရှိအရာကိုလှည့်ပြီးတော့ပကံများလေးကင်ပြီးစူးတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာเนาะအင်္ဂါသာသမီးတွေခொနေသာသမီးတွေပတ်သက်တဲ့စိတ်တွေချမ်းသာလာချမ်းသာပါတယ်တကယ်ချမ်းသာလာမှုစိတ်ထဲမှာတခုခုလောဝကိုင်းမလားငွေကြီးကြလောက်ကိုင်းနဲ့ပတ်သက်လို့ကြအဲ့ဒါမျိုးတခုခုနဲ့သုံးမဲ့ကျတိတိကျကျမကြီးပဲနဲ့ငွေကြီးပြတ်တောက်မှုသုံးမဲ့ကျတိတိကျမကြီးလို့လောက်ကိုင်းနဲ့နှောင်းနှေးကြကြမှုများကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်တခုခုလွဲချော်နေတယ်ဆိုလို့ရှိရင်တော့เนาะကျွန်တော်တို့ရပြန်အင်္ဂါအင်္ဂါတောင်းအရှိတောင်းတောင်းကိုလှည့် လဲပြီးမှကျွန်တော်တို့ဆက်လက်ကလေးကိုတောက်ပြီးမှစူတောင်းလိုက်သမှာဗျာနော်ဆက်လက်ကလေးကိုစူတောင်းဒါမှမဟုတ်မျက်နှာတင်အင်္ဂါတောင်အရှိတောင်တောင်တာမျက်နှာတက်လိုက်သမှာခမရရဲ့ဒီနေ့စိတ်ထဲမှာတခုခုပိတ်ဆုံးနေတဲ့ကိစ္စမျက်နှာတင်ခြင်းအင်္ဂါတောင်အရှိတောင်တောင်လက်ပြီးစူတောင်းမယ်ဆိုလို့ရှိရင်တော့မျက်နှာလေးတက်မယ်ဆိုလို့ရှိရင်တော့ခမရပိတ်ဆုံးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အင်္ဂါတသမီအားလုံးတို့ဒီတခုခုပိတ်ဆုံးနေအင်္ဂါတောင်အရှိတောင်တောင်ကိုလက်ပြီးဘာမှမပါဘဲနဲ့စူတောင်းမှာ ခုနေသာသမီးအားလုံးတို့ပြည်အင်္ဂါတောင်အရှိတောင်တောင်လက်ပြီးမျက်နှာသိရင်အင်္ဂါတောင်အရှိတောင်တောင်လက်ပြီးမျက်နှာသိပြီးမိမိတို့မှာဖြစ်ပေါ်နေတဲ့ကိစ္စမှန်သမျှစူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ခီးစကားများဒီတစ်ပတ်အတွင်းမှာအင်္ဂါတောင်အရှိတောင်တောင်ကလွဲကျော်နေသောပိတ်ဆို့နေသောငွေကြေးများလွဲကျော်နေသောခီးစကားများအမြန်ဆုံးတက်ရောက်မိဖြစ်ပါကြောင်းဒါကြောင့်ခုနေသာသမီးအားလုံးတို့ဒီအင်္ဂါတောင်အရှိတောင်တောင်လက်ပြီးမျက်နှာသိပါအင်္ဂါသာသမီးရအင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးတော့ဘာမှမလုပ်ခဲနဲ့စူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်လူယောက်ျားတွေဒီချိန်မှာမင်္ဂလာအလှူဒါနတွေကိုရတေတာမဟုတ်တဲ့တခြားရတေတာတွေလူရတတ်တဲ့ရွှေနဲ့ပတ်သက်ဒီမှာမထင်မှတ်ပဲနဲ့ရွှေဒီများဝင်လာတတ်ပါတယ်ကိုယ့်ဥမာရှိတဲ့လူယောက်ျားတွေကမမျောလို့မြင်အပြင်ကိုလက်ရလက်ရထွက်ရင်တော့အဖန်သီးခံပြီးငွေကုန်တတ်တဲ့ကာလမျိုးဖြစ်တယ်လို့လုပ်ငန်းနဲ့ထွက်ရင်အောင်မြင်ကြကြတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာကြာလူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်ပါတယ်လူယောက်ျားတွေနဲ့ပတ်သက်လို့ဓာတ်ပြက်နေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေအောင်လူယောက်ျားတွေနဲ့ပတ်သက်တဲ့အစဉ်ပြေအောင် ခုနေသာသမီးအားလုံးတို့ဒီတနင်္လာအရှိအရာကိုလက်ကုတ်ကလေးမနေ့ကျင်း6ရက်တီးပြီးမှလေးလေးစားစားဆူတောင်းလိုက်ကြပါဗျာပိတ်ဆို့နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အထူးသဖြင့်ဗုဒ္ဓသာသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စများဒီတစ်ပတ်မှာတနင်္ဂနွေတောင်းအရှိမြောက်တောင်းကိုလက်လက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတောင်းလိုက်ကြပါဒီတစ်ပတ်အတွင်းမှာဗုဒ္ဓတနင်္ဂနွေတောင်းအရှိမြောက်တောင်းလက်ပြီးဗုဒ္ဓသာသမီးများတကုတ်ကူမိမိလိုအပ်တဲ့ကိစ္စတွေဇူတောင်းကြရပြင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာ ဖြစ်ပါတယ်ဗျာကိုနေပါတဲ့နိနေသက်တဲ့မင်းနေရာကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာသွားတယ်ကိုရကိုတိတာမှာငွေကြီးနေပါတဲ့ကြက်တဲ့မှုတွေကျုံနေအနာကိုရကိုတိတာမဟုတ်တဲ့တခြားရတ္တိတာမှာငွေကြီးနေပါတဲ့ဖိနေမှုတွေကျုံပြီးတော့ကိုရကိုတိတာမှာငွေကြီးနေပါတဲ့ဖောင်းမွားမှုတွေကျုံတဲ့ကာလမျိုးပဲတပတ်ကအဆင်ပြေသလိုတပတ်ကအဆင်မပြေဘူးဒီနေရာမှာပြေတယ်နောက်ဒီနေရာမှာပြေဘူး ဲ့ဒါမျိုးမင်းနဲ့ပတ်သက်တဲ့မှာငွေကြေးနဲ့ပတ်သက်တဲ့သောကငွေကြေးနဲ့ပတ်သက်တဲ့ရလိုမှုအဲ့ချိန်မှာလောဘဒေါသမောဟတွေများတဲ့ကာလမျိုးဖြစ်ပြီးမင်းနေဓာတ်ပြည့်နေတာဖြစ်ပါတယ်ဗျာမင်းနေဓာတ်ပြည့်နေတာဖြစ်တဲ့အတွက်ဗုဒ္ဓအဲအင်ရာဟုတောင်းအနောက်မြောက်တောင်းကိုလှဲ့လှဲ့ပြီးတော့ဖျောင်းနိုင်မီးလေးကိုထွန်းပြီးမှဆူတောင်းအတင်ဖျောင်းနိုင်မီးလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တယ်ဗျာအားကြောင့်မိယာရင်းနဲ့ပတ်သက်တဲ့လုပ်တယ်ဆာမောရီနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တယ်အပြောင်းအကျွေးရာထူးတွေလုပ်တယ်မိယာရင်းပတ်သက်တဲ့ကိစ္စတွေလုပ်တယ်အဲ့ကိစ္စတွေအစီအမေးချင်းနဲ့ ကျွန်တော်တို့အစဉ်ပြေအောင်ကုညီဆောင်ကြတော်မူပါသူတဲ့ကြောင့်ယာဥတော်နောက်မြောက်တော်လက်ရောက်နိုင်မီလေးကိုထုံးပြီးမှစူတောင်းနေရပြည့်သင်တို့မှာပိတ်ဆို့နေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စမိယာရီနဲ့ပတ်သက်တဲ့ဆံမွေးဖြီမဲ့ကိစ္စအပြောင်းအရွှေ့ယာဒူဒူနဲ့ပတ်သက်တဲ့ကိစ္စများများလုံးအစဉ်ပြေမှာဖြစ်ပါတယ်အထူးသဖြင့်ဂျာသာဒိတ်တာသမီးအားလုံးတို့ဒီဂျာသာပရိအနောက်ရက်ကိုလက်လက်ထဲမှာဘာမှမကင်မင်းနဲ့ဒီတစ်ပတ်အတွင်းမှာစူတောင်းမယ်ဆိုရင်သင်တို့ရဲ့ကြက်တိတ်လေးမင်္ဂလာပေါင်းတဲ့ခါးချောင်းတဲ့ကာလာဂျာသာပရိအနောက်ရက်ဖြစ်ပါတယ်အနောက်ရက်ကိုလက်ပြီးစူတောင်းလိုက်ကြပါဗျာ သင်တို့မှာပိတ်ဆို့နေတဲ့ကျက်တည်ရင်နဲ့ပတ်သက်တဲ့ကိစ္စလူဝင်ဆိုင်ရာနေအမြန်ဆုံးဟာဂျာတာပရိအနောက်ရမှာပြည်သူမှာဖြစ်ပါတယ်ဒါကြောင့်ပြည်သူတော်ဂျာတာပရိအနောက်ရကိုလှည့်ပြီးမှဂျာတာသိညာထူတောင်းလိုက်စမှာသင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီအချိန်မှာကိုသွားကျင်တဲ့ခီးပြောကျင်တဲ့တကားပြောကျင်တယ်လို့ပြောခွင့်သွားကျင်တယ်လို့သွားခွင့်မရပါဘူးဗျာဒါကြောင့်ပြောတင်တယ်လို့ပြောခွင့်သွားကျင်တယ်လို့သွားခွင့်မရတဲ့ပုံကအားလုံးတို့ဒီတောင်ရဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်အောင်ပြီးမှဆူတောင်း လွဲကျော်နေတော့ကိစ္စများအများဆုံးတည့်ပြီးသွားတဲ့ခီးများအနေအကင်းပြင်းပြီးတော့ပြောတော်စကားများအောင်မြင်ကြော်ကြပါသည်သောဗုဒ္ဓတောင်ရကိုလက်ပြီးမှရေလေးတောက်ပြီးခွန်တဲ့သာသမီဆူတောင်းမယ်ဆိုရင်တော့ပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်တောက်ကြသာသမီတွေကတော့ခမရတောက်ကြမြောက်ရကိုလက်လှည့်ပြီးတော့ဘာမှမကင်မနဲ့ဆူတောင်းလိုက်ကြမှာဗျာတင်းတို့မှာပိတ်ဆိုနေတော့ခီးစကားများအများဆုံးပွင့်လန်းပြီးမိမိမှရှိတဲ့လိုအပ်ချက်များအများဆုံးအစဉ်ပြေမီဖြစ်ပါကြောင်း လေးလေးစားစားဒီတပတ်အတွက်ကြေရများတင်ပြပေးလိုက်ပါတယ်ဗျာစနေသားသမီးတွေကတော့ဒီချိန်မှာဝါတတာပဲပြူလို့သမီးကန်သမီးအဆင်ပြေသလိုပဲနိုင်ငံခြားနဲ့သွားမလားသွားခြင်းသလိုပြေးမလို့လို့ပြေးမလို့လို့မပြေးဘူးလို့လို့လူချင်းအဆင်ပြေသလိုရိုးရပေါ်မှာဒုက္ခကြောပြီးခင်ဗျာဒီချိန်မှာပြဿနာတွေပေါပေါနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာစနေသားသမီးအားလုံးတို့ဒီဒီချိန်မှာရိုးရပေါ်မှာဒုက္ခကြောမှာဖြစ်သလိုခုနှစ်သားသမီးတွေအားလုံးကလည်းရိုးရပေါ်မှာဒုက္ခကြောမှာဖြစ်ပါတယ်ဗျာလက်ဘက်ကလေးလက်ဘက်ကလေး လက်ဖက်သားလေးနည်းနည်းဟူယူယူပြီးလက်ဖက်တုပ်ကလေးတုပ်လိုက်တာကောင်းပါလေဗျာလက်ဖက်တုပ်ကလေးကိုတုပ်တုပ်ပြီးမှအင်္ကာတောင်းအရှိတောင်းတောင်းလှည့်ပြီးမှဆူတောင်းပြီးမှတစုံတယောက်သောသူကိုကုလူကုလိုက်ထားမှာတင်းတော့မှပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ခုနှစ်သားသမီးအားလုံးတို့ဒီပြဿနာတွေကြောက်တယ်အာဓီတွေပေါက်ခြင်းနဲ့အဲငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်မှာကြောက်တယ်ဆိုတော့အင်္ကာတောင်းအရှိတောင်းတောင်းလှည့်လက်ဖက်တုပ်ကလေးကိုတုပ်တုပ်ပြီးမှတစုံတယောက်သောသူကိုဆူတောင်းပြီးမှကုသကုလိုက်ပါ ဒါမှမဟုတ်စနေသားသမီးအားလုံးတို့ဒီစနေတော့အနောက်တောင်တော့လက်တဲ့မှာဘာမှမကြိုက်မင်းနဲ့တခုခုမိမိလိုအပ်တဲ့ကိစ္စကိုသူတောင်းခြင်းဖြင့်ဒီတစ်ပတ်အတွင်းမှာစနေတော့အနောက်တောင်တော့ဟာမိမိရဲ့စနေသားသမီးများလိုအပ်တဲ့ဆန္ဒများပြည့်ဝသေးတဲ့ကာလတွေဖြစ်တဲ့အတွက်ဒီကာလဒီရတ္တိတာကိုလက်ပြီးတော့အမျိုးဘာသာသာသနာနဲ့မဆိုင်ဘူးခုနှစ်သားသမီးအားလုံးသို့မဟုတ်စနေသားသမီးတွေကစနေတော့အနောက်တောင်တော့လက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ခီးစကားများပိတ်ဆိုနေတော့ကိစ္စများအများဆုံးပွင့်လန်းမှုဖြစ်ပါကြောင်းတစ်ပတ်အတွက် တူတူကြကြရေတရားလေးတွေတင်ပြပေးလိုက်ပါတယ်ဗျာနော်ဒီဘက်ဒီမှာကျွန်တော်ဒီကံလေးတွေစမ်းမယ်ဆိုရင်အောင်မလေးဒီကိုအနောက်ရကိုလှည့်သူတို့ကြရကိုထိုးမယ်ဒီကဏ္ဍနံပါတ်ကလေးမှာ၃ညတို့၄တို့၈တို့ပါတဲ့ကဏ္ဍလေးတွေဦးစားပေးပြီးထိုးမယ်ဆိုရင်ကန်စားမယ်ဆိုရင်ဒီကံများအများဆုံးပွင့်လာမှာဖြစ်ပါတယ်တကယ်လို့အောင်မလေးဒီကိုအနောက်ရကိုလက်ရေးလေးတောက်ပြီးမှဒီကံလေးတွေစားမယ်ဆိုရင်ထိတ်ကဏ္ဍလေးတွေဟာ၃ညတို့၄တို့ထိတ်ကဏ္ဍလေးတွေတင်းပြီးတော့ဒီကံလေးကိုစားကြပါ နောက်ပေကဏ္ဍလေးကြတော့လေးရိုးရှစ်တို့ပါတဲ့ကဏ္ဍလေးတွေကိုနောက်ပေကလေးတွေထားပြီးကန်သမယ်ဆိုရင်ဒီကန်လေးတွေအများဆုံးပွင့်မှဖြစ်ပါတယ်တကယ်လို့အပူလေးတွေကြိုက်တယ်ဆိုတော့လေးလေးဘူးလေးတွေနဲ့ပတ်သက်တာလေးတွေထို့နောအရာလေးတွေရှိတယ်ဒီဒီဘအာကောင်ဆုံးကဏ္ဍကတော့လေးဖြစ်ပါတယ်ဒီဘတွေမှာဒီကန်လေးတွေနဲ့ပတ်သက်တဲ့ကန်စားမယ်ဆိုလေးပါသောကဏ္ဍလေးတွေနဲ့ပတ်သက်တဲ့ကန်စားမယ်ဆိုသင်တို့ပိတ်ဆို့နေတဲ့ကန်များအများဆုံးပွင့်လာမှဖြစ်ပါတယ်ဗျာအတွဲလေးတွေကြိုက်တယ်ဆိုရင်တော့ဒီဒီဘမှာအဲဒီကမှ၃ညလေးတို့၄ရှစ်တို့၈တုံညဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုလို့ရှိရင်တော့ အောင်မာလီဒီယိုအနောက်ရွာကိုလည်းရေးလေးတောက်ပြီးမှအမှ၄၃၄၄၈တို့၈၃၅တို့တဲ့ကံလေးတွေထီကံလေးတွေစမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရှင်ရောအဖို့ channel ရတော့ကျွန်တော်တပတ်သာဒီကံလေးတွေပုံမပြတ်ထုတ်လွှင့်နေတာဖြစ်ပါတယ်ကျွန်တော်ဖြစ်နိုင်လို့ရှိရင်တော့ဒီတစ်ပတ်အတွင်းမှာကျွန်တော်နေ့စဉ်နေ့စဉ်အဲနေ့စဉ်ကျွန်တော်တို့ရေဒီယာများထပ်မှန်ပြီးတော့ထုတ်လွှင့်သွားမှာဖြစ်ပါတယ် အဲနေ့တင်ကျွန်တော်တို့ဟောသတိုင်းလေးလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ယင်ဘတ်ဒီယင်ဘတ်ဒီကလည်းတခြား channel တွေတည်းတောက်တောက်လွှင့်နေတာဖြစ်တဲ့အတွက်ကျွန်တော် YouTube channel ကိုအားမပေးနိုင်ပါဘူးဒီတစ်ပတ် YouTube channel နဲ့ပတ်သက်တဲ့ကိစ္စမှာနေ့စဉ်အပတ်စဉ်လာနေနေဘူးကျွန်တော်ပုံမှန်ထုတ်လွှင့်နိုင်အောင်ကြိုးစားပြီးထုတ်လွှင့်မိဖြစ်ပါကြောင်းလေးလေးစားစား YouTube channel ကြီးကြတဲ့ပြည်တိုင်ကောင်တရင်ကောင်းများပါလိုက်ပါတယ်ဗျာအားကြောင့် YouTube channel ကြီးကြတဲ့ပြည်တိုင်အလုံးတို့ရေနေမှရစိတ်ချမ်းသာကိုချမ်းသာနဲ့ငွေကြေးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့ နောပြဒနာများကင်းပြီးတော့သာသနာပြုနိုင်တဲ့တာကောင်းတမိကောင်းမိသားစုကောင်းများဖြစ်ကြပါသေးကြောင်းနောယောဘောချမ်းတဲ့မိသားစုဦးစားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားသူတောင်းမေတ္တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ